ဘလို့ဒုက္ခမျိုးပဲဖြစ်ဖြစ်ကြုံလာပြီဆိုလို့ရှိရင်ကို့အစွမ်းရှိသလောက်ဒါဝပြေလေအောင်ကြိုးပမ်းအထောက်ရမယ်။နောက်ဂါထာမန္တန်ရွတ်လို့ပြောင်းမယ်ဆိုရင်လည်းဂါထာမန္တန်ရွတ်ဟုတ်လား။ဟာချစ်ဘွယ်ခင်ဘွယ်ပြောစိတ်သက်ညှိနှိုင်းလို့ပြောင်းမယ်ဆိုရင်စိတ်သက်ညှိနှိုင်းအကုန်လုံးဖြေရှင်း။ဒါဘာကြောင့်ဖြေလဲ။ဒီဟာမဖြစ်အောင်ဘလို့လုပ်ရမလဲအကြောင်းကိုမြင်အောင်ကြည့်ရှာပညာရှိတဲ့နဲ့တိုင်ပင်ဆွေးနွေးတဲ့ရင်ဆွေးနွေးရတဲ့အဖြေကိုလက်တွေ့လုပ်ပြီးတော့ ဆိုလိုတာနီးမျိုးစုံနဲ့ဒါကိုပြည်လေသွားအောင်ဒီဒုက္ခကိုနော်ကြည်ရနဲ့တေသေးရနဲ့ဖြောက်သွားအောင်နီးမျိုးစုံနဲ့ဘာလို့မလို့ကြိုးစားရမယ်လက်မလျှော့အောင်အင်းနောက်ဆက်ပြောတာလေးကပို့စဉ်းစားတယ်ကောင်အဲ့လိုနီးမျိုးစုံနဲ့အစွမ်းရှိသလောက်တတိကုံထုတ်ပြီးတော့ကြိုးပန်းအားထုတ်တော့လည်းပဲတစ်ခါတလေမှဒုက္ခကမငြိမ်ဘူးဟောဘလောက်လှုပ်လှုပ်မှဒုက္ခကမငြိမ်ဘူးဖြစ်เสียအကြောင်းရှိတော့ဖြစ်နေပြီဆိုရပါစို့ယောဂါတွေဖြစ်လာတယ် တကြွနဲ့ဆရာဝန်နေနဲ့ပတ်စံနဲ့အကုန်ကုန်ခံပြီးတော့အကုန်ကိုစွမ်းညာစွမ်းရှိသလောက်ကင်ကုတော့ကုတာပဲဒါပေမဲ့ကုတဲ့ကြားထဲရပဲတချို့ပြောက်လားပြောက်မပြောက်လို့တည်သွားကြတာပေါ့ဟုတ်လားအဲ့လိုမျိုးနှီးမျိုးစုံနဲ့ကြိုးပမ်းအားထုတ်တယ်မရဘူးဒီဒုက္ခကဖြစ်နေပြီဆိုရင်ဘယ်လိုလုပ်မလို့ဩငါဘဝရာကြောင်ကံတရားတွေကိုပြုတ်ခဲ့လို့ဘဝရလာပြီရလာရင်ဒီဘဝမှာမဖြစ်เสียအကြောင်းရှိရင်ဘာမှတားမရဘူးဖြစ်တာဟုတ်လား ဲ့ဒီဖြစ်လာတာကိုငါတတ်နိုင်လည်းမညီမျိုးစုံနဲ့မဖြစ်အောင်ငါလုပ်ပြီးပြီအခုမရမရဘူးဆိုလို့ရှိရင်အော်လူရလို့ဖြစ်လာရင်လူဒုက္ခဆိုတာခံရတယ်ဟုတ်လားတကယ်တမ်းကဘုန်းတို့ခန္ဓာမှာဖြစ်နေတဲ့ဒုက္ခတွေကဒီခန္ဓာကြီးဖြစ်နေလို့ကိုကြုံနေရတာအဲ့လိုကြုံရပြီဆိုလို့ရှိရင်အော်ဖြစ်စရာအကြောင်းရှိလို့ဖြစ်လာပြီဆိုပြီးတော့ကိုပြုတ်ခဲ့တဲ့ကံတွေကိုစဉ်းစားပြီးတော့ဘာလို့အမလို့ဆိုတော့ဒီခံရပြီတဲ့ဒါအကောင်းဆုံးနည်းကိုပြောတာနော်နည်းမျိုးစုံနဲ့စူးစမ်းမရဘူးဆိုရင် မှန်မှန်ကန်ကန်စဉ်းစားပြီးတော့ဒါကိုတိခံဒီမခံမဲ့တဲ့ဒေါသတွေနဲ့မကျင်တဲ့ချက်တွေနဲ့တုံ့ပြန်နေမယ်ဆိုရင်လည်းအကျိုးရလကပိုးတောင်ဆိုးသွားနိုင်တယ်ဟုတ်ရဲ့လားအဲ့ဒါလေးကိုဘုံဘုံကသဘောကျအဲ့လိုမျိုးနော်စရာပြာတိမရဏခယနတနာဥယင်းနာခြင်းတေခြင်းကုံခြင်းပြက်ခြင်းဒီတရား၅မျိုး ਨੇ ပတ်သက်လို့စိုးရိမ်မယ်ဆိုရင်မစိုးရိမ်အောင်ဒါ၅တယောက်တည်းဖြစ်နေတဲ့ကိစ္စမျိုးအလုံးဖြစ်နေတဲ့ကိစ္စ နောက်ဆိုရင်ဉာဏ်ဖြင့်အစာပြည့်မယ်ရုပ်ပြည့်မယ်ရံသူဝမ်းသာမယ်ချစ်သူဝမ်းနေမယ်ဘာအကျိုးမှမရှိဘူးလို့စဉ်းစားပြီးတော့ကိုယ့်ကိုယ်ကိုငြင်းအေးအောင်နေနိုင်ရမယ်လို့